မသေးခင်စားဘူးသွားတဲ့နဲ့အိမ်ချက်၅မျိုးနံပါတ်၁နေနေကတော့ပဲပြုတ်ပါကျွန်တော်လိုနေဖိန်ထိုးမှထားတဲ့သူတွေအတွက်ပထမဆုံးမိတ်ဆက်ပေးချင်တာကတော့ပဲပြုတ်ဖြစ်ပါတယ်အဲကျွန်တော်ပဲပြုတ်ဆိုတာမျိုးကဒီမနက်ကိုဝရိယကောင်းမှစားလို့ရတဲ့အစာဖြစ်တယ်ပေါ့နော်ကျွန်တော်ဆိုမနက်တိုင်းအိပ်ရာထနောက်ကြလို့ဒီပဲပြုတ်တဲ့နဲ့တခါမှကိုရေစက်မစုံအဲနောက်ပြီးတော့ကျွန်တော်တို့ဒီမနက်အိပ်ရာထဆောင်းရင်တောင်မှဒီပဲပြုတ်ဆိုတာစားဖို့မသေးကြဘူးညာ အဲဘာလို့လဲဆိုတော့ဒီပဲပြုတ်တွေကဒီအလင်းထက်ကိုပို့ပြီးတော့မြန်တယ်တခါတလေအတန်ကြားလို့ထွက်ကြည့်လိုက်ပေမဲ့သူတို့ကဒီအိမ်အောင်ပြန်ရောက်ရင်ရောက်နေလောက်ပဲပေါ့နော်ဒါကြောင့်မလို့ဒီပဲပြုတ်စားခြင်းကဒီပဲပြုတ်တွေလောက်ကိုမြန်မှရလိမ့်မယ်အဲဒါမဲ့ကိုကပဲပြုတ်တွေလောက်ကိုမမြန်သေးဘူးဆိုရင်တော့ဒီဘူးလေးဆောင်တာပါဒါလေးကတော့ဖောက်ပြီးတော့အစင်းနဲ့စားလို့ရတယ်ပဲပြုတ်ဖြစ်ပါတယ်အဲဒီဘောကျွန်တော်တဘူးကိုအပြည့်ပါပါတယ်။တမိသားစုလုံးစားလို့ရတယ်ဗောနော်။အဲကျွန်တော်မိသားစုကအယောက်20လောက်ရှိရေဆိုရင်လည်းချွေးချက်ပေါ့လေ။ နောက်ပြီးတော့ဒီတိုင်းတစ်ပါးကိုရောက်နေတဲ့သူတွေအတွက်အဓိက recommend ပေးခြင်းနဲ့အဲကျွန်တော်တချို့နိုင်ငံတွေမှာဆိုရင်ဒီပဲပြုတ်ကဈေးလဲကြီးတယ်အဲရှားလဲရှားတယ်ပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်တို့အမေနဲ့ရွာကိုလွမ်းနေတဲ့သူတွေအတွက်မြန်မာပြည်ငွေတက်လေးကိုပြင်အားစီမယ်ပဲပြုတ်ဘူးပဲဖြစ်ပါတယ်နံပါတ်1အနေနဲ့ကတော့ငပိရေငပိရေမပိုင်ရင်ထမင်းမစားတတ်ဘူးဆိုတဲ့သူတွေအတွက်ငပိရေလဲရှိပါတယ်အဲငပိရေကတော့နှစ်မျိုးလာပါတယ်အဲတစ်မျိုးကပဇွန်ပါနဲ့တစ်မျိုးကပဇွန်မပါတာပါအဲကျွန်တော်တို့ပဇွန်မပါတာကတော့ရှင်းပါတယ်ပဇွန်မပါဘူးပေါ့သူကငပိရေကြီးပဲ အဲဘဇွန်ပါတဲ့ဟာနဲ့ပတ်သက်ပြီးနည်းနည်းလေးပြောစရာရှိတယ်။အဲဘာလို့လဲဆိုတော့သူအထက်မှာဘဇွန်တော့နှစ်ကောင်ပဲပါတယ်။ဒါကြောင့်မလို့လက်မြန်ဘူးတော့အရေးကြီးတယ်။လက်မြန်ဘူးဆိုရင်အဲငပိရည်ကြီးပဲစားလိုက်ရမယ်ပေါ့နော်။အကြောင်းဒီတစ်ခါတလေဟင်းနေပါလိမ့်မရှိရင်လေဒီဒီသေးကဘဇွန်နဲ့ပဲဟင်းဖြစ်လိုက်လို့ရတယ်ပေါ့နော်။အဲတဘူးကိုဘဇွန်တော့နှစ်ကောင်ထိပါပါတယ်။ကျွန်တော်တို့ခီးကြီးပါကြီးသွားတဲ့ခါကျရင်လေဒီငပိရည်ကိုအနမ်းမထွက်ပဲနဲ့ယူသွားလို့ရတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်ခုနပြောသလိုဘဇွန်ပါတဲ့ဘူးဆိုရင်နော်လက်မြန်ဘူးအရေးကြီးပါတယ်။အဲစိတ်မချဘူးဆိုလေဘဇွန်လေးကြိုပြီးဆဲရင်ဆဲထားပါဦး။ဟုတ်ကဲ့။နောက်တဲ့တဘူးကတော့ မွင်းငါပါအဲကျွန်တော်မြန်မာနိုင်ငံရာသီဥတုနဲ့အလိုက်ဖက်ဆုံးမနက်စာတော့မွင်းငါပဲလို့ပြောလို့ရပါတယ်အဲဒါမဲ့ခတ်တာကဒီမနက်ပိုင်းမိုးတွေဝါတွေရွာရင်ကဒီမွင်းငါတောင်းဝယ်ဖို့ကတိတ်မလွယ်ဘူးဗျဒီလက်တစ်ဖက်ကအထုပ်တွေနဲ့ဒီတစ်ဖက်ကအထီးကြီးနဲ့စင်ကြီးဆရာကြီးပါနော်အဲဒါမဲ့အဲ့လိုစင်ပင်းကြီးချေမှုဆိုရင်ဒီဘူးလေးနဲ့ဖြည့်ရှင်လို့ရပါတယ်ဒါလေးကတော့အစင်းနဲ့ဖောက်စားလို့ရတဲ့မွင်းငါပါအကြောင်းဒီဘူးရှင်ရင်ကြိုက်တဲ့အချိန်မွေးငါစားလို့ရပါတယ်။နောက်ပြီးတော့ဒီလိုမျိုး ready made ဘူးတွေနဲ့ပတ်သက်လာရင်တော်တော်များများသိကျင်တဲ့မိကုန်ရှိရပါတော့။ အဲ့ဒါဒီထဲမှာမုတ်ဖက်ပါပါလားဆိုတာဗျာမုတ်ဖက်ကတော့မပါဘူးလေဗျာဒီလိုဘူးတွေကမုတ်ဖက်သာပါရင်ဒီမုတ်ဖက်နဲ့ရင်ပြည့်နေမှာပါနော်အဲဒါကြောင့်မို့ကျွန်တော်မုတ်ဖက်6လေးတော့ဆောင်ထားဖို့လိုရဲပါနော်အဲပြောချင်တာကဒီလို ready made ဘူးတော်များကအထဲမှာအနှစ်တွေပဲပါတာများတယ်ပါနော်အဲမုတ်ဖက်တွေပါတယ်အဲ့လိုမျိုးအစာကတော့မပါဘူးပါနော်နောက်တစ်မျိုးကတော့ ချက်သားဓာမောက်ပါကျွန်တော်ဓာမောက်လဲစားခြင်းနဲ့သွေးတိုးမှလည်းကြောက်တယ်ဆိုရင်တော့အိမ်မှာပဲချက်စားလို့ရမယ်ဓာမောက်ဘူးလေးထပ်ပြခြင်းပါလေအဲဒါလေးကကျွန်တော်ကျမ်းမာရေးဓာမောက်ပါအချို့မှုလုံးဝမပါပါဘူးအဲစီရလည်းနေကြစီဖြစ်တဲ့အတွက်ကျွန်တော်သွေးတိုးသမားတွေပါစိတ်ချလက်ချစားလို့ရပါတယ်အဲနောက်ပြီးတော့ဒီဘူးကလည်းထမင်းမပါပါဘူးအပေါ်ကမွေးငါဘူးလိုပဲပါနော်ဒီဘူးကတော့သူကထမင်းနဲ့တခါလေးချက်ရမယ်အဲဒါကြောင့်မလို့ကြိုပြောနေတာကထမင်းမချက်တော့ဘူးဆိုရင်အိမ်ကမေကိုချက်ခိုင်းပါအဲချက်သားဓာမောက်မရဘဲနဲ့ချက်သားဆံပြိုဖြစ်သွားမှာဆိုလို့ပါ အဆုံးသတ်ကကျွန်တော်အမဲနဲ့ပါအမဲနဲ့ကတော့ရှင်းပါတယ်ကျွန်တော် personally ကြိုက်လို့ညွှန်ပေးတာပါအဲကျွန်တော်တို့ယောက်ျားလေးတွေပါတယ်တွက်ကကြီးလိမ့်မှုအမဲနဲ့တွေပါတယ်အမဲသားတွေပါတယ်ချက်ဖို့တိတ်မလွယ်ဘူးပေါ့နော်အမဲသားချက်တာတော့နည်းနည်းခက်တယ်အဲဒီလိုမျိုး ready made ဘူးတွေပဲအဆင်ပြေတယ်ပေါ့နော်အဲဒါဒီအမဲသားတော့ကျွန်တော်တို့ဒီဒင်းညင်နဲ့ချက်ထားတယ်လို့ပြောရပါနော်ဒီပါဒါလေးတွေကကျွန်တော်တို့မသေးခင်စားဘူးသွားတဲ့အင်ဂျက်လေးတွေပဲဖြစ်ပါတယ်အဆုံးလေးကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်